သတင်းဌာနကိုနားတော်တာဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆွားပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့မြန်မာတက္ကရာ1386ခုနှစ်တပေါင်းလပြည့်နေ့2025ခုနှစ်မတ်လ17ရက်နေ့စီရီရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာနဲ့အတူကျွန်တော်ဆော့ဖိုးခါကအစီအစဉ်မူအဖြစ်နဲ့တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထောက်ရတင်ဆက်သွားမယ့်သတင်းတွေကတော့ ပြည်မကနေရပြန်ရခိုင်ပြည်သူတချို့ကို စစ်ကောင်စီကဖမ်းဆီးထားတာတွေရှိနေတယ်ဆိုတဲ့တဲ့င်။ကြောက်ဖြူစီမံကိန်းကိုအကောင့်ထဲပေါ်လောက်ဆောင်ဖို့ဒုစစ်ကောင်ဆောင်ညွှန်ကြားလိုက်တဲ့တဲ့င်။ရခိုင်မှာ၂လကျော်အတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့အရက်သား40ကျော်တေဆုံးခဲ့ရတယ်ဆိုတဲ့တဲ့င်အပြင်မြမပြည်ရင်းကတဲ့င်တွေဖြစ်တဲ့ညောင်ကျိုးမှာစစ်ကောင်စီနဲ့အာရခတတော်ပူပေါင်းတပ်တွေဆက်လက်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့တဲ့င်အပြင်တခြားစစ်ဝင်စားစရာတဲ့င်တွေကိုကြားမှာဖြစ်ပါတယ်။ ားဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြားရမှာကတော့ဖီမကနေရက်ပြန်ရခိုင်ပြည်သူတို့ချို့ကိုစစ်ကောင်စီကဖမ်းဆီးထားတာတွေရှိနေတယ်ဆိုတဲ့သတင်းကိုကြားရမှာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတွေမှာစစ်ပေးဆောင်နေထိုင်နေကြတာကနေနေရက်ကိုပြန်နေကြတဲ့ရခိုင်စစ်ပေးဆောင်ပြည်သူတွေကိုစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကဖမ်းဆီးစစ်ဆေးတာနဲ့ပါလာတဲ့ပစ္စည်းတွေကိုတိမ်းယူတာကိုဇက်တိုက်လောက်ဆောင်တာတွေရှိနေတယ်လို့စစ်ကောင်စီစီမှာစစ်ဆေးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ရခိုင်ဒေသခံတွေစီကနေတည်ရပါတယ်။ရခိုင်တောင်ပိုင်းကမြို့နယ်တွေဖြစ်ကြတဲ့တောင်ကောက်တန်တွဲအန်းနဲ့ဂွားမြို့နယ်တွေကဒေသခံပြည်သူတွေဟာအရခတ်တက်တော်နဲ့စစ်ကောင်စီတပ်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်တွေမှာရခိုင်ဒေသခံတချို့ဟာရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းကနေရာဒေသအသီးသီးကို ထွက်ခွာလာပြီးတော့စစ်ပွဲနဲ့ဘေးလွရာနေရာတွေမှာနေထိုင်နေခဲ့ကြပါတယ်။အဲ့ဒီနောက်အရခတ်တက်တော်ဟာတောင်ကောက်တန်တွဲအန်းနဲ့ဂွားမြို့နယ်တွေကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအကုန်မှာစစ်ကောင်စီလက်ထဲကနေ အပိဓာတ်တိမ်ပိုက်နိုင်ခဲ့ပြီးလက်ရှိအဲ့ဒီမြို့တွေမှာစစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်တစ်ခုကလွဲပြီးတခြားတိုက်ပွဲတွေဖြစ်ပွားတာမရှိတော့တဲ့အတွက်ရန်ကုန်တိုင်းနဲ့အရာဝတီတိုင်းမှာစစ်ပေးဆောင်နေထိုင်နေကြတဲ့ရခိုင်ပြည်သူတွေဟာမိမိနေရက်ကိုပြန်လည်ဝင်ရောက်နေထိုင်ကြဖို့အတွက်လာရောက်နေကြတာလည်းဖြစ်ပါတယ်။အဲ့ဒီလိုပြန်လည်ဝင်ရောက်လာသူတွေကိုစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကဖမ်းဆီးစစ်ဆေးတာတွေရှိတယ်လို့ပါလာတဲ့ဆိုရင်ငွေသားအပါဝင်ပစ္စည်းတွေကိုအကုန်သိမ်းဆည်းတာတွေရှိနေတယ်လို့ပြီးခဲ့တဲ့မတ်လ၁၀ရက်နေ့ကရန်ကုန်ကနေတောင်ကောက်ကိုပြန်လာ မင်းသုံးမျိုးစစ်ကောင်စီစစ်စဲရေးဂိတ်မှာစစ်စဲခံခဲ့ရပြီးငွေသား3သိန်းနဲ့ပစ္စည်းတချို့ကိုတည်ယူတာခံခဲ့ရတဲ့တောင်ကုန်းမျိုးကနေရက်ပြန်အမျိုးသားတဦးက CNA ကိုပြောပါတယ်။အဲ့ဒီလိုပစ္စည်းတွေကိုတင်စီထားလိုက်ပြီးပြန်လည်လှုပ်ပေးသူတွေရှိတယ်လို့ဖမ်းဆီးထားခံရတဲ့သူတွေလည်းရှိတယ်လို့တီးခဲရကြောင်းသူကဆက်လက်ပြောဆိုပါတယ်။အဲ့ဒီလိုပဲပြီးခဲ့တဲ့မတ်လ10ရက်နေ့မှာလည်းအေယာဝတီတိုင်းတာပေါင်းမြို့နယ်အတွင်းကစစ်ပေးဆောင်ပြီးမိမိနေရက်ကိုပြန်ဝင်လာကြတဲ့ဂွားနဲ့တန်တွဲမျိုးက ဒေသခံ12ဦးနဲ့ဆိုင်ကယ်မောင်းသူ၄ဦးတို့ကိုရိုးလန်းဖြက်အကျော်မှာစစ်ကောင်စီတပ်တွေနဲ့တွေ့ပြီးဖမ်းဆီးခံခဲ့ရတာရှိခဲ့တယ်လို့ဂွားနဲ့တန်တွဲမျိုးတွေကစစ်ပေးဆောင်အရေးကူညီပေးနေတူတူကပြောပါတယ်ဖမ်းဆီးခံခဲ့ရတဲ့အထက်မှာအသက်2လအရွယ်ကနေအသက်60ကျော်အထိတက်ကြီးပိုင်းတွေ ပါဝင်နေပြီးတော့လက်ရှိအဲ့ဒီဖန်စီခံထားရတဲ့ရခိုင်ဒေတာခံတွေကိုရေချီမြို့မှရေစကန်မှာထိန်းသိမ်းထားတယ်လို့သိရှိရတယ်လို့လည်းသူကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ22ရက်နေ့ကလည်း ရေကြီးမြို့နယ်မြောက်ဆန်းရွာမှာစစ်ပေးရှောင်လာရောက်နေထိုင်ကြတဲ့ရခိုင်ပြည်သူ30ဦးထက်မနည်းကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးခဲ့တာတွေရှိခဲ့ပြီးလက်ရှိမှာအဲ့ဒီဖမ်းဆီးခံထားရတဲ့ဒေတာခန့်တွေဟာလည်းမိသားစုတွေနဲ့အဆက်အသွယ်မရဘဲပျောက်ဆုံးနေကြရတယ်လို့စစ်ပေးရှောင်ရဲ့ကူညီနေသူတွေကဆိုပါတယ် လက်ရှိမှာတော့ပြည်မဒေတာတွေကိုတိုက်ဝဲရှောင်ထွက်ခွာသွားကြတဲ့ရခိုင်ဒေတာခံပြည်သူတွေဟာလက်ရှိမှာမိမိနေရဲ့ဒေတာတွေကိုပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့အတွက်တောလန့်အတိုင်းပွဲစားငှားရမ်းသွားတာတွေရှိနေတယ်လို့နောက်ထပ်ရရနီလန်းတွေနဲ့မိမိနေရဲ့မှာပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့အတွက်တွားရောက်နေကြတာတွေလည်းရှိနေကြတယ်လို့သိရပါဗျ။ဆက်လက်ပြီးကြားရမှာကတော့ကျောက်ဖြူစီမံကိန်းကိုအကောင့်တဲဖို့လောက်ဆောင်ဖို့ ဒုစစ်ကောင်းဆောင်ညွှန်ကြားလိုက်တဲ့တဲ့ရင်ကိုကြားရမှာပါဒီတဲ့ရင်ကိုတော့ကိုစိုးဖိုးဘွားကဖတ်ပြတင်ဆက်ထားပါတယ် ကျောက်ဖြူအထူးစီးပွားရေးဆောင်ရင်းနှက်စိတ်ကံကိုနှစ်လအတွင်းမှာအကောင့်ထေဖို့လှုပ်ဆောင်ဖို့အတွက်စကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ကမတ်လ17ရက်နေ့မှာညွှန်ကြားခဲ့တယ်လို့စစ်ကောင်စီသတင်းဌာနတွေကသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။ဒီညွှန်ကြားချက်ကိုစကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ကနေပြည်တော်မှာမတ်လ17ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့နောက်24ခုနဲ့25ခုနဲ့ဘန်နာနဲ့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့ရဲ့ဒုတိယအကြိမ်အစည်းအဝေးမှာ ညွှန်ကြားပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒီကြောက်ဖြူအထူးစည်းဝါးရေးဆောင်ရင်းနှဲစိတ်ကန်စီမံကိန်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးအတွက်လုပ်ငန်းလုံခြုံခွင့်သဘောတူစာချုပ်ကို2020ပြည့်နှစ်နိုဝင်ဘာလ9ရက်နေ့မှာကနအူးချုပ်ဆိုခဲ့ပြီးနောက်ဖြည့်စွက်တဲ့နောက်ဆက်တွဲစာချုပ်ကို2023ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာစီမံကိန်းကုမ္ပဏီနဲ့ကြောက်ဖြူအထူးစည်းဝါးရေးဆောင်စီမံခန့်ခွဲမှုကုမ္ပဏီတို့ဟာထပ်မံလက်မှတ်ရေးထိုးခဲ့ပြီး long store date ကိုလည်းတက်တန်းတိုးပေးခဲ့ပြီးဖြစ်တယ်လို့တက်တန်းတိုးမြှင့်ထားတဲ့ကာလအတွင်းမှာနှစ်ဦးနှစ်ဖက်အတွက်လုပ်ငန်းတွေပြီးအောင်ဆောင်ရွက်ဖို့ကိုစကော ောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်ကညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။စကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်ကကြောက်ဖြူအထူးစည်းပွားရေးဆောင်ဟာပထဝီနိုင်ငံရေးအရာစည်းပွားရေးနဲ့နိုင်ငံရေးအရာအရေးကြီးတဲ့အပြင်နိုင်ငံအတွက်အရေးကြီးပြီးဒေသခံတွေနဲ့နိုင်ငံတော်အတွက်အကျိုးများစွာပြည့်ထွန်းနိုင်တာကြောင့်အောင်မြင်အောင်အကောင့်ထဲပေါ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းနဲ့ရင်းနှီးစိတ်ကန်စီမံကိန်းကိုအောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့်မြန်မာတရုတ်စီးပွားရေးဆင်ခြင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကိုပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဘတ်အန်ဝေါစီမံကိန်းအတွက်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကိုလည်းပုံမတိုးမြင့်စေနိုင်မှာဖြစ်တယ်လို့ပြောဆိုခဲ့ကြောင်းစစ်ကောင်စီတရဲဌာနမှဖော်ပြထားပါတယ်။ဒေးရအထူးစီးပွားရေးဆောင်ကိုအကောင့်ထည့်ဖော်တဲ့နေရာမှာလည်းစီးပွားရေးရှုထောင့်တစ်ခုတည်းကိုမကြည့်ပဲနိုင်ငံရဲ့အနေနဲ့လည်းထည့်သွင်းစစဖို့လိုအပ်တယ်လို့ကြောက်ဖြူအထူးစီးပွားရေးဆောင်ကလည်းပို့ကုန်တိုးမြင့်ရေးအတွက်ဦးစားပေးထောက်လုပ်နိုင်မဲ့လုပ်ငန်းရှင်တွေကိုလည်းရွေးချယ်ဖိတ်ခေါ်သွားဖို့ရှိတယ်လို့စစ်ကောင်စီဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝေကထပ်မံပြောဆိုခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ အခုလိုဒူးစကောင်းဆောင်ကကြောက်ဖြူအထူးစည်းပွားရေးဆောင်အကောင့်ထဲပေါ်ဆက်လက်နိုင်ဖို့တိုက်တွန်းပြောဆိုနေရဟာပြောဆိုမှုတစ်ခုသာဖြစ်ပြီးတော့စက်ကောင်စီအနေနဲ့လှုပ်ဆောင်နိုင်မှာမဟုတ်တလို့တရုတ်အနေနဲ့လည်းဒီကိစ္စတွေကိုဆက်လက်ဆောင်ရွက်မယ်ဆိုရင်အာရခတတော်နဲ့ညှိနှိုင်းဖို့လိုအပ်တယ်လို့လည်းရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအထွေထွေတွင်းရင်မှု ဥမျိုးကျော်ကတုံ့တက်ပြောဆိုထားပါဗျ။ဒါအပြင်လက်ရှိမှာလဲစက်ကောင်စီတပ်တွေနဲ့အာရခတတော်တို့ဟာအဲ့ဒီစီမံကိန်းလောက်ဆောင်မဲ့နေရာဒေသအနီးတစ်ဝိုက်မှာနေစဉ်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာတွေရှိတဲ့အတော့ဒီပြောဆိုမှုဟာပြောဆိုမှုသက်သက်သာဖြစ်တယ်လို့လည်းသူကဆိုပါဗျ။ရခိုင်တရောပြန်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာအာရခတတော်ဟာရခိုင်ကမြို့နယ်၁၄ခုနဲ့ပလောက်ဝဒေသကိုအပြည့်အသက်တိဖက်ရရှိထားပြီးလဲဖြစ်ပါတယ်။ဒါအပြင်အာရခတတော်ဟာရခိုင်ပြည်နယ်ကမဟာပြူဟာကျတဲ့တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းစက်တစ်ခုကိုလည်းအာရခတတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးတော့အဲ့ဒီထဲကတန်တွဲ ်အန်းနဲ့ဂွားမြို့တွေမှာရှိတဲ့လေအားလျှပ်စစ်စီမံကိန်းတွေကိုတော့အဝခတ်တော်ကအပြည့်ဝထိန်းချုပ်ထားပြီဖြစ်တယ်လို့ SP မြန်မာကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာတလဘေးရခိုင်ပြည်တွင်းကနောက်ဆုံးသတင်းတပုတ်အနေနဲ့ကြားရမှာကတော့ရခိုင်မှာနှစ်လကျော်အတွင်းစစ်ကောင်စီလက်ချောင်းတိုက်ခိုက်လို့အရက်သား40ကျော်တေဆုံးခဲ့တယ်လို့ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်ရခိုင်မှာဇန်နဝါရီလ1ရက်နေ့ကနေမတ်လ17ရက်နေ့အထိနှစ်လကျော်အတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့အရက်သား40ကျော်တေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးတဲ့ AAPP ကမတ်လ17ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။တေဆုံးသူတွေထဲမှာအမျိုးသမီး24ဦးနဲ့အမျိုးသား22ဦးစုစုပေါင်း55ဦးတေဆုံးခဲ့တာကို AAPP အနေနဲ့အမည်နဲ့တကွအတည်ပြုနိုင်ခဲ့တာဖြစ်ပြီးဒီတေဆုံးတဲ့သူ55ဦးထဲမှာအသက်2နှစ်အရွယ်ယောက်ျားလေးတို့ဦးပါဝင်အသက်18နှစ်အောက်ကလေးငယ်17ဦးပါဝင်ခဲ့တာဖြစ်ပြီးတော့တေဆုံးသူ55ဦးထဲကလူ40မှာ ဆရာအဆုရဲ့လေကြောင်းနဲ့ပြစ်ခတ်တက်ခိုက်မှုကြောင့်အများဆုံးတေဆုံးခဲ့ရတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့မတ်လ9ရက်နေ့မနက်တနာရီကျော်လောက်မှာခွာမြို့နယ်အတွင်းကဗဝင်ချဲရွာကိုလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ဥထွန်းအောင်တိုင်းမှာဘုံစာထိမှန်ပြီးတော့နေရာမှာပွဲချင်းပြီးတေဆုံးခဲ့ရတယ်လို့တားဖြစ်သူနဲ့တမီးဖြစ်သူတွေဟာလည်းအပြင်းထန်တန်ရန်ရရှိခဲ့ရပြီး စေကူတာမှုတွေဆောင်ရွက်နေကြရပါတယ်။ AAPP အနေနဲ့လက်ရှိဖော်ပြထားတဲ့ကိန်းဂဏန်းအရေအတွက်ဟာ AAPP ကလက်လန်းမီတမြကောက်ယူရရှိထားတဲ့ရေအတွက်တာဖြစ်ပြီးတော့မြေပြင်မှာဖြစ်ပွားနေတဲ့အချက်လက်တွေဟာအခုထပ်ပုံမှုများပြားနိုင်ပြီးတော့နောက်ထပ်အချက်လက်တွေကိုထပ်မံကောက်ယူရရှိပြီးတော့အတည်ပြုနိုင်ခဲ့ရင်လဲဆက်လက်ထပ်တွင်းဖော်ပြတော့မှာဖြစ်တယ်လို့ဆိုထားပါတယ်။မြန်မာနိုင်ငံအတွင်းမှာစစ်ကောင်စီကမတရားအာဏာသိမ်းယူခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့ကနေ2025ခုနှစ်မတ်လ17ရက်နေ့အထိအကြမ်းဖက်ဆဲအောက်စုနဲ့ဆဲအောက်စုရဲ့လက်ပါတွေကြောင့် နှွေးဥတုလန်ရေးကာလအတွင်းဒီမိုကရေစီရေးလှုပ်ရှားရင်းတည်ဆောင်းသွားခဲ့ရတဲ့ပြည်သူစုစုပေါင်းဟာ6399ဦးအထိရှိခဲ့ပြီးဖြစ်တယ်လို့ AABB ရဲ့စည်ရင်းတွေကသိရပါဗျ။ဒါအပြင်မတရားအာဏာသိမ်းမှုဖြစ်စဉ်နဲ့ဆက်ဆက်ပြီးတော့ဖန်စီခံခဲ့ရသူစုစုပေါင်းဟာလည်းလူရေ2800ရှိပြီးအဲ့ဒီထက်က2022ဦးမှာထိမ့်သိမ်းခံရဆဲဖြစ်ပြီးတော့1582ဦးမှာတော့ထုံတန်ချမှတ်ခံထားရတယ်လို့သိရပါဗျ။ ခေါက်နားဆင်ရမှာကတော့မြန်မာပြည်ရဲ့ဘက်ကဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးနားဆင်ကြရမှာဖြစ်ပါတယ်။မြန်မာပြည်ရဲ့ဘက်ကကြားမဲ့သတင်းကတော့ညောင်ကျိုးမှာစစ်ကောင်စီနဲ့အာရခတတော်ပူးပေါင်းတပ်တွေဆက်လက်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုကြားရမှာပါ။ပဲခူးတိုင်းတဲကညောင်ကျိုးစကန်သိန်းတိုက်ပွဲဟာဒီနေ့မနက်ပိုင်းအထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ အရိုခတ်တော်နယ်နေဆက်တဲ့စည်ရေးတဲ့အရေးမြင့်တွေကပြောပါတယ်အရိုခတ်တော်နယ်ပူပေါင်းတက်တွေဟာပဲခူးတိုင်းကတောင်ပုံကြီးစခန်းပကံဝဲစခန်းအပါအဝင်တက်စခန်း၄ခုထပ်မနဲ့ကိုတင်ပိုက်လိုက်ပြီးတဲ့နောက်မှာအဲ့ဒီညောင်ကျိုးစခန်းလေးတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေတာဖြစ်ပြီးတော့စစ်ကောင်စီကလည်းအဲ့တက်စခန်းမချရှုံးစေရေးအတွက်လေကြောင်း drone နဲ့စစ်တပ်လေထွေးတွေကိုပါအသုံးပြုပြီးတော့အပြင်းအထန်ခုခံတိုက်ခိုက်နေပြီးတော့ဒီနေ့မနက်ပိုင်းအထိ ိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့အာရခတ်တော်ရဲ့ခိုင်လုံတဲ့တရင်အရင်မြို့တွေကပြောပါတယ်။အာရခတ်တော်ဟာတောင်ကုန်းမြို့ကိုအပြစ်သက်တိမ်ပိုက်ပြီးနောက်မှာပဲခူးတိုင်းရဲ့အနောက်ဘက်ချမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့ကပါစာစစ်ရုံတွေကိုဥတီတိုက်ခိုက်လာနေတာလည်းဖြစ်ပြီးတော့စစ်ကောင်စီကလည်းသူတို့တပ်စခန်းတွေမချရှုံးစေရအတွက်အပြင်းအထန်ခုခံတိုက်ခိုက်တာတွေကိုလှုံ့ဆော်နေပေမဲ့တပ်စခန်းတစ်ခုပြီးတစ်ခုကိုအာရခတ်တော်နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ပိုက်လာနေရလဲဖြစ်ပါတယ်။လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ညောင်ကျိုးတပ်စခန်းဟာ အာရခတ်တော်နဲ့ပူပေါင်းတပ်တွေထိုးစစ်ဆင်မတိုက်ခိုက်ခင်ကတည်းကပင်လက်နက်ကြီးတွေတက်ဆင်ကာအခိုင်အမာတိဆောက်တာတွေကိုလှုပ်ဆောင်ထားတဲ့တက်စခန်းဖြစ်ပြီးတော့လက်ရှိတိုက်ပွဲကာလအတွင်းမှာအဲ့တက်စခန်းကိုလက်မလွတ်ရစေရည်အတွက်စစ်ကောင်စီရဲ့မော်ဘီအခြေစိုက်ချီမြန်တရင်တွေဖြစ်ကြတဲ့ခမရ933ခမရ93ညတဲ့ခမရ313နဲ့ခမရ93ညနဲ့တရင်တွေကစင့်အားတွေဖြစ်တဲ့နာတွေကိုလည်းစတိုက်လှုပ်ဆောင်ပေးနေတာတွေရှိနေတယ်လို့အဲ့ဒီစီးရေးတရင်ရင်းမြက်ကထပ်မံပြောဆိုပါတယ် လက်ရှိထိုးစစ်ဆင်တိုက်ခိုက်ခံရတဲ့ညောင်ကျိုးတပ်စခန်းဟာညောင်ချတောင်းမှာရှိတဲ့စစ်ကောင်စီရဲ့အမတ်6ကောက်ခွဲပစ္စည်းထုတ်ဆက်ရုံကပ္ပါစ6နဲ့စစ်တပ်မိုင်ခန်းအကွာမှာရှိနေတဲ့စခန်းတစ်ခုဖြစ်ပြီးတော့ညောင်ကျိုးစခန်းကျသွားခဲ့ရင်ကပ္ပါစဆက်ရုံကိုကာကွယ်နိုင်ဖို့အတွက်လက်တလောစစ်တပ်နံပေးထားတဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်ကတင်းနန်းစစ်တပ်ဖွဲ့ဝင်600ကျော်လောက်ကိုပို့ဆောင်ကာစစ်ရေးအတွက်အခိုင်အမာပြင်ဆင်နေတာတွေကိုလည်းစစ်ကောင်စီကဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဒေသတွင်းအရေးမြစ်တွေကပြောပါတယ် ။ပဲခူးတိုင်းထဲမှာအမတ်၆ကောက်ဝဲပစ္စည်းထုတ်ဆက်ရုံကပ္ပစ6အပါအဝင်မြိုင်ကပ္ပစ9ကြောက်ဖူးကပ္ပစ9မတုံကပ္ပစ16နဲ့ပြည်မြို့တစ်ဖက်ချမ်းမှာရှိတဲ့စင်တဲကပ္ပစ3တို့ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒီနေ့တနေ့တာထုတ်လွှင့်မှုအတွက်နောက်ဆုံးကြားရမယ့်သတင်းကတော့ရထိုးကြီးမြို့နယ်မှာစစ်ကောင်စီစစ်မှုထမ်းတပ်သား9ဦး လက်နက်ခဲရန်နဲ့အတူအလင်းဝင်လာခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုကြားမှာဖြစ်ပါတယ်။နှထိုးကြီးမြို့နယ်မှာစစ်ကောင်စီစစ်မှုထမ်းတပ်သား9ဦးလက်နက်ခဲရန်နဲ့အတူနှထိုးကြီး People's Defense Force NPDF ကိုဆက်သွယ်ကအလင်းဝင်လာခဲ့တယ်လို့ NPDF ကဒီကနေ့မှာသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီစစ်မှုထမ်း9ဦးဟာမတ်လပထမအပတ်အတွင်းမှာနှထိုးကြီးမြို့နယ်အတွင်းကိုအင်အားဖြစ်တဲ့နဲ့အင်အား200ဝန်းကျင်ပါတဲ့စစ်ကြောင်းကတပ်သားတွေဖြစ်ကြပြီးတော့သူတို့ကိုစစ်ကောင်စီကတပ်ဆင်ပေးထားတဲ့လက်နက်ခဲရန်တွေနဲ့အတူယူဆောင်ပြီးတော့

မတ်တက်စစ်ဒေတာမန္တလေးတိုင်းမြင်းချက်ခရိုင်အမှတ်လေးတက်ရင်အမှတ်30တက်ရင်လက်ထိုးကြီးပြပတ်ဒက်ဖန်ဖို့အန် PDF ကိုဆက်သွယ်ကာအလင်းဝင်လာခဲ့တာဖြစ်တယ်လို့ဆိုထားပါဗျ။အလင်းဝင်လာတဲ့စစ်ကောင်စီစစ်မှုထမ်းတပ်ဖွဲ့ဝင်တွေရဲ့အမိကတော့တက်သားမြင့်နိုင်တက်သားအောင်နိုင်မိုးတက်သားထောက်အောင်တက်သားဝန်းအောင်နဲ့တက်သားဇော်မျိုးနိုင်တို့ဖြစ်ကြပြီးတော့သူတို့နဲ့အတူ MA3 အမျိုးအစားတနက်တလာ MA1 အမျိုးအစားတနက်တလာကြီးပေါက်၄ပေါက် 5556G 600တောင်းနဲ့60မမကြီးတလုံးကိုပါ NPDF စီမအနံပေး ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိအလဲဝင်လာတဲ့သူတွေဟာစစ်မှုထမ်းတင်တန်းအပတ်စဉ်6ကိုတက်ရောက်ခဲ့ပြီးနောက်ခလာရ235တက်ရင်မှာတာဝန်ထမ်းဆောင်ဖို့အတွက်စစ်လုခံခဲ့ရသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံအတွင်းကလူငယ်တွေနဲ့အမျိုးသမီးတွေကိုပါစစ်မှုထမ်းမဝင်မနေရဆိုတဲ့အနေအထားနဲ့အတင်းဖန်စီစစ်သနံပေကစစ်မြေပြင်စီကိုပို့ဆောင်ပြီးစစ်တိုက်ခိုင်းတာတွေကိုလည်းစစ်တိုက်လှုပ်ဆောင်လျက်ရှိနေပါတယ်ခင်ဗျာ CNA သတင်းဌာနရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရော့ဗျူအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်။